ျို့ပင်ကောင်းမျိုးနွယ်ခွေးဆိုင်ခေါင်လန်းမှာဖေဖော်ဝါရီလ29ရက်နေ့မနက်ပိုင်းကအရင်မူးနေတဲ့ဘုံကြီးတစ်ပါးကားမောင်းလာပြီးတော့ခြံဝင်းထဲကအဆောက်အဦတွေမှာရပ်ထားတဲ့တိန့်ထောင်ကြီးတန်းတဲ့ကားကိုဝင်တိုက်ခဲ့ပါတယ်။အဲဒီဘုံကြီးကဒဏ်ရာနေငယ်ပဲရပြီးတော့အသက်မတည်ခဲ့ပါဘူးလို့ဒေသခံများကပြောခဲ့ပါတယ်။အဲဒီဘုံကြီးကအရင်မူးနေတာကျွန်တော်တို့တောင်မနေမှပြီးထူပါတယ်။အရင်စော်ကလည်းနန်းစော်နေရပဲကျိုးပင်ကောက်ရဲတွေကတော့ဘုံကြီးကိုရဲစခန်းခေါ်သွားပါတယ်။ ဘလို့လုံးမလဲတော့မတည်သေးပါဘူးလို့မျက်မြင်တွေ့ရှိခဲ့တဲ့မျိုးသားတူကဒီလိုပဲပြောပြခဲ့ပါတယ်။ဒီဖြစ်စဉ်နဲ့အလားတူပဲပြီးခဲ့တဲ့2021ဧပြီလ18ရက်နေ့တော့ကလည်းမော်လမြိုင်မြို့ဇေကျူစံတန်းဒီကြိုက်ကမီလမ်းမပေါ်မှာဘုံကြီးတစ်ပါးမောင်းနှင်းလာတဲ့ကားကစိုင်းကဲ6စီးကိုဝင်တိုက်ခဲ့တဲ့အတွက်နှစ်ဦးပွဲချင်းပြီးတေဆုံးကနှစ်ဦးတည်းရာရရှိခဲ့တဲ့ဖြစ်စဉ်လေးဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီဘုံကြီးလည်းရက်မူးနေခြင်းဖြစ်ပြီးတော့ဈေးကျူစံတန်းမရောက်ခင်ပါပဲမိဘွင့်မိနီနေရာကိုဖြတ်မောင်းလာပြီးနောက်ရင်တိုင်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်မိဘွင့်မာကလေးကမိနီနေရာကိုဖြတ်သွားပြီးတော့ကားကိုအရှိန်နဲ့မောင်းသွားတာလမ်းဘေးမှာရပ်ထားတဲ့စိုင်းကယ်6စီးလောက်ကိုတိုက်သွားပါတယ်နှစ်ယောက်ကတော့ပွဲချင်းပြီးတည်သွားတယ်ကျန်နေနှစ်ယောက်ကတော့စီးယုံတင်ထားရပါတယ်အဲ့ဒီဘုံကြီးကမူးနေတယ်လို့ကယ်ဆယ်ရေးအဖွဲ့ဝင်တို့ကပြောပြခဲ့ပါတယ် ကောင်းမွန်လာတဲ့ဘုံကြီးကတော့ဇင်းတိုင်းမြို့ကလောက်အင်းရက်ကောကဘုံကြီးဖြစ်ပြီးဘုံကြီးမှလည်းတရားလင်းငယ်ရရှိခဲ့ပြီးတော့အခြားတရားရရှိထားသူနှုတ်နဲ့တူစေးရုံကိုပို့ဆောင်ခဲ့ကြပါတယ်။စိုင်းကယ်ဒီကားတွေမောင်းနေနေရမှာတတိရှိဖို့ကရေးကြီးပါတယ်။အရက်သေးတာတောက်ပြီးမောင်းလိုက်တဲ့အချိန်မှာပဲဒီလိုမဖြစ်တဲ့နာတွေဖြစ်ကုန်ကြပါတယ်။အရက်တောက်ပြီးကားမောင်းတာကလည်းရင်းစည်းကမ်းကိုချိုးဖောက်ရကြတယ်ဆိုတာကိုတော့လူတိုင်းသိထားသင့်ပါတယ်။ ကျွန်တော်တို့ရဲ့မြန်မာမူကေး channel လေးကိုအားပေးနေကြတဲ့မိတ်ဆွေများအားလုံးလည်းဘေးရန်အားလုံးကနေကေဝေးကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်။ယဟန်သာမဏေတွေအနေနဲ့ကိုယ်တိုင်ကားတွေဆိုင်ကယ်တွေမောင်းတာဟာတိခိယတိခါဖို့နဲ့လည်းစန့်ကျင်တဲ့အတွက်တမနတာရုပ်ပါလည်းမဖြစ်တဲ့အပြင်လူတွေကိုတိုက်မိမယ်ဆိုရင်လည်းလုံးဝမကောင်းပါဘူးနော်။အခုလိုမျိုးရရတော့ပြီးမောင်းလို့ရင်တိုက်မှုဖြစ်တယ်ဆိုတာကပိုလို့တောင်ကြား၍စိုးပါသေးတယ်။ ဒါကြောင့်တချို့သောယဟန်သာမဏေတွေကိုပြောကြင်တာကပုထုဇဉ်တဘာဝအပြစ်မကင်းကြတာမှန်တော်လဲပဲလူဒဂရကမတွေအနေနဲ့သာသနာကိုအကြီးညိုပြည့်စုံမဲ့လောက်ရမျိုးဆိုရင်တော့အတတ်နိုင်ဆုံးရှောင်ကျင်ကြပါလို့ပြောကြင်ပါတယ်သရှင်ဖေယဒီဘက်ကဥစဉ်တွေဘရက်တောက်ပြီးမူပြီးစွမ်းခံနေတယ်ဖေယမူပြီးတော့လဲဆဲတယ်ဖေယသူငရဲကြီးလားဖေယတဲ့ယဟန်တွေအရက်တောက်တာ ုရာပါဏသိခာဘုရသုဒ္ဓပါစိတ်အဘက်တင်းတယ်လို့ဆဲဆိုခြင်းကလည်းပဲပမတဝါဒသိခာဘုရသုဒ္ဓပါစိတ်အဘက်တင်းပါတယ်အဘက်ကအကျိုးပေးမယ်ဆိုရင်ငရဲနဲ့တရိစ္ဆာန်တစ်ခုခုပဲလို့ဘုရားဟောထားပါတယ်ဒါကဝီနီးရှုထောင့်ကနေပြောတာပါသာသနာဆိုတာဟာဓမ္မဆက်တစ်ခုတည်းနဲ့စောင့်ရှောက်လို့မရပါဘူးအာနာဆက်နဲ့ပါစောင့်ရှောက်မှရပါတယ်အရက်တော့မူယူပြီးဆဲဆိုနေတဲ့ကိုတော်တွေကို ဝိနည်းအကြောင်းတရားအကြောင်းသွားပြောလို့အဖို့ပါပဲနော်အဲ့ဒီလိုအရက်တော့မူယူပြီးဆဲဆိုနေတဲ့ကုတော်တွေကိုတွေ့ပြီဆိုရင်နိသက်ရာတန်ခနာယကကိုတန်ကြားပြီးဥပဒေနဲ့အညီဆောင်ရွက်ဖန်ဆီးလိုက်ပါအဲ့ဒါဟာသာသနာတော်အတွက်ပူပြီးတန်ရှင်းစေပါတယ်နော်အရှင်ဖေယဘုန်းကြီးကျောင်းကတီလာယူပြီးပြန်လာတယ်အိမ်ရောက်တော့အတင်းပြောမိတယ်အဲ့ဒါအပြစ်ရှိပါသလားတဲ့ဟုတ်တယ်နော် တချို့သီလယူထားတဲ့သူတွေသီလယူပြီးတော့သူများအတင်းပြောနေကြတာရှိတယ်နော်သီလဆိုတာကကိုယ်နဲ့နှုတ်ကိုပဲထိန်းရတာအဲ့ဒီလိုကိုယ်နဲ့နှုတ်ကိုပဲထိန်းရတာဖြစ်တဲ့အတွက်နှုတ်ကနေပြီးတော့အတင်းအဖျင်းတွေပြောမယ်ဆိုရင်အဲ့ဒီအတင်းအဖျင်းတွေထဲမှာမူသားစကားတွေလည်းပါမယ်ပိန်ဖျင်းပေါ်ပြတ်တဲ့စကားတွေလည်းပါမယ်ဂုံးတိုက်တဲ့စကားတွေလည်းပါမယ် ကြမ်းတမ်းတဲ့ဇကားတွေလည်းပါနိုင်ပါတယ်။အဲ့ဒီလိုပါနိုင်တဲ့အတွက်တီလာယူထားတဲ့သူတွေဟာနှုတ်ကိုစောင့်စည်းခြင်းမရှိဘဲအတင်းအဖျင်းတွေပြောမယ်ဆိုရင်တီလာကျိုးသွားနိုင်ပါတယ်။ဒါကြောင့်တီလာယူပြီးပြီဆိုရင်တရားအားထုတ်ခြင်းပဒီစိတ်ခြင်းတရားနာခြင်းတရားဆွေးနွေးခြင်းတွေကိုသာလှုပ်ဆောင်ပြီးအချိန်ကုန်သင့်ပါတယ်။ အရှင်ဖေယဥမတောက်မတီလာစောင့်နိုင်မှာလားတီလာစောင့်မဥမတောက်မှာဖေယတပည့်တော်သိတာကတော့ဥမတောက်မတီလာစောင့်နိုင်မယ်ဆိုတာကိုပဲသိတာပါဖေယတဲ့ဥမတောက်မတီလာစောင့်နိုင်မယ်ဆိုတဲ့စကားကကုသိုလ်လုပ်ရမှာကို ပြင်းတဲ့သူတွေပြောတဲ့စကားဖြစ်ပါတယ်တီလာဆိုတာ၅ပါးတီလာ၈ပါးတီလာ၉ပါးတီလာ ဆယ်ပါးသီလအသတိဖြင့်အရေးအတွက်အားဖြင့်များပြသော်လည်းပဲအရင်စစ်လိုက်မယ်ဆိုရင်ကိုယ်နဲ့နှုတ်နှမျိုးသေးကိုပဲထိန်းရတာပါဥမတောင်းဖို့အတွက်စီဝါရေးလုတ်တဲ့နေရာမှာနှုတ်ကမဟုတ်တာမပြောဘူးဆိုရင်နှုတ်နဲ့ပတ်သက်တဲ့သီလကို ထိမ့်သိမ့်ပြီးသွားပါပြီသူတစ်ပါးကိုထိခိုက်စေတဲ့အရာမျိုးသူတစ်ပါးကိုပျက်စီးစေတဲ့အရာမျိုးကိုမလုပ်ဘူးဆိုရင် ကိုယ်နဲ့ပတ်သက်တဲ့သီလကိုထိမ့်သိမ့်ပြီးသွားပါပြီ။ ဲ့ဒီလိုနှုတ်နဲ့ကိုယ်နဲ့ကိုယ်ထိမ့်သိမ့်တာကိုပဲတီလာလို့ခေါ်တာပါပူမတောင်းဖို့အတွက် စီဝါရီလုတ်တဲ့နေရာမှာတောင်းကိုယ်နဲ့နှုတ်ကိုထိမ့်သိမ့်စောင့်ရှောက်နိုင်ခြင်းမရှိဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာ သူတစ်ပါးဤယုံကြည်မှုကိုရမှာမဟုတ်ပါဘူးသူတစ်ပါးဤယုံကြည်မှုကိုမရတဲ့သူဟာပူမတောင်းဖို့အတွက်စီဝါရီလုတ်တဲ့နေရာမှာရက်တည်ဖို့ဆိုတာဟာဘလို့မှမဖြစ်နိုင်ပါဘူးဒါကြောင့် ဥမတောင်းမှသီလဆောင်ရမှာမဟုတ်ပါဘူးဥမတောင်းဖို့အတွက်သီလဆောင်ရမှာပဲဖြစ်ပါတယ်အရှင်ဖရာယောဂီဆိုတာမြန်မာလူဖြည့်ပေးပါဖရာယူသေးစွာဖြင့်တဲ့ယောဂီဆိုတာကလေယောဂဆိုတဲ့စကားကလာတာပါအစီအယုံအပေါင်းအသင်းအဖွဲအစည်းလို့အဓိပ္ပာယ်ရပါတယ်ယောဂီကျင့်စဉ်ဟာဟိန္ဒူဘာသာဝင်တွေစီကနေလာတာပါ ဟိန္ဒူဘာသာဝင်တွေဟာဣလေသာတွေကို ချိုးနှိမ်ပြီးသမထကျင့်စဉ်တွေကိုကျင့်၍စိတ်ကိုဖြူစင်အောင်ထားပြီးယောဂီကျင့်စဉ်တွေကိုကျင့်မယ်ဆိုရင်ဝတိအမိရှိတဲ့ဖျားရှင်နဲ့တွေ့ရှိနိုင်ကြောင်းလက်ခံယုံကြည်ကြပါတယ်။အဲဒီကျင့်စဉ်တွေကိုလေးလာလိုက်စားတဲ့သူတွေကိုပဲယောဂီလို့ခေါ်ဆိုနေခြင်းဖြစ်ပါတယ်။ထေရဝါဒဗုဒ္ဓဘာသာမှာလည်းပဲကောင်းကျိုးဖြစ်ဖို့အတွက်ဖျားဟော အဆုံးအမနဲ့အညီ ဒါနသီလဘာဝနာတွေကိုကျင့်ကြံကြိုးကိုအားထုတ်နေတဲ့သူတွေရှိပါတယ်။အဲ့ဒီပုဂ္ဂိုလ်တွေဟာလည်းပဲယောဂီတွေပါပဲ။အရှင်ဖေရရှောက်ခွင့်ပြုပါဖေရ။ဖုံးကြီးတွေကို စွမ်းကပ်ပြီးရင်စွမ်းဟင်းတွေထဲ့ပြီးကောင်းလာဖေရတဲ့။တချို့ကဖုံးကြီးတွေကို စွမ်းကပ်ပြီးရင်မထီကောင်းမကင်ကောင်းဘူးလို့ပြောပါတယ်။ဘာကြောင့်လဲလို့မေးကြည့်တဲ့အခါမှာအကက်ပြတ်မှာဆိုလိုပါတဲ့။ ဖုန်ကြီးတွေရဲ့နှုတ်ကစွန့်ပါပြီလို့ပြောမှသာအကက်ပြက်ပါတယ်။ဖုန်ကြီးတွေရဲ့နှုတ်ကစွန့်ပါပြီလို့မပြောမချင်းဘလို့ပဲကင်ကင်ဘလို့ပဲထိထိအကက်မပြက်ပါဘူးနော်။အဲသို့တော်လည်းပဲမိမိရဲ့လက်မှာအာမိသပစ္စည်းတစ်ခုခုရှိနေမယ်ဆိုရင်တော့ကင်မိပါကအကက်ပြက်တတ်ပါတယ်။အာမိသပစ္စည်းဆိုတာကသားစိမ်းငါးစိမ်းတွေကင်ထားတဲ့လက်သို့မဟုတ်ဟုတ်ဒီတဲတွေပြနေတဲ့လက်ကိုပြောတာပါ။ အဲ့ဒီလိုလက်မျိုးနဲ့ကြိုင်မိမယ်ဆိုရင်တော့အကက်ပြတ်တတ်ပါတယ်။ဒါကြောင့်တန်ကာတွေကို စွန့်ကတ်တဲ့အခါမှာတိုင်ကျင်ထိကျင်တယ်ဆိုရင်မိမိရဲ့လက်ကိုအန့်စင်စေကြောဖို့တော့လိုပါတယ်။